အားလုံးပဲမင်္ဂလာပါဒီပြလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Facebook အကောက်ကိုဖြတ်ထားပြီးတော့ Messenger တစ်ခုတည်းကိုတီးတန့်အသုံးပြုချင်တယ်ပေါ့နော်အသုံးပြုလို့ရလားလို့တောင်းဆိုတဲ့မိတ်ဆွေတွေအတွက် sharing လုပ်ပေးချင်ပါတယ်အသုံးပြုလို့ရပါတယ်ကျွန်တော်တို့ခေတ်ကာလရပါပေါ့နော်ကိုယ့်ရဲ့ Facebook အကောက်က line ပေါ်မှာရှိနေလို့ကိုအဆင်မပြေဘူးဖြတ်ထားမှကိုရမယ်ပေါ့နော် Okay ဖြတ်လို့ရတယ်ဒါပေမဲ့ Messenger ကစကားပြောဖို့လိုအပ်သေးတယ် Messenger တစ်ခုတည်းကိုတီးတန့်အသုံးပြုချင်တယ်ပေါ့နော်အသုံးပြုလို့ရလားပေါ့နော်ဟာတောင်းဆိုတဲ့မိတ်ဆွေတွေအတွက်မျှဝေပေးလိုက်ပါတယ် โอเคဒါဆိုရင်ကျွန်တော်ရဲ့ message က Facebook account ထဲကိုဝင်လိုက်အဲ Facebook account ထဲကိုဝင်ပြီးရင်ဒီမှာ profile နေရာလေးကိုတစ်ချက်နှိပ်မြင်အောင်သုံးချောင်းနဲ့ profile နေရာလေးကိုတစ်ချက်နှိပ်အဲပြီးတော့ရင် setting လေးကိုတစ်ချက်နှိပ်โอเคဒီနေရာမှာဒီအပြာချောင်းလေးပေါ့နော်အဲ့ဒီအပြာချောင်းလေးကိုတစ်ချက်နှိပ်အဲဒီတိုင်းလေးပေါ်လာမယ်အဲမှာလူကောင်းလေးနဲ့ personal detail ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်โอเคပြီးတော့ရင် account ownership control ပေါ့နော်အဲကျွန်တော်ထောက်ထားတဲ့အဲ့ဒီအကြောင်းကိုအောက်ကအောက်ဆုံးချောင်းလေးကိုတစ်ချက်နှိပ်โอเคဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီအကြောင်းလေးကိုတစ်ချက်နှိပ်အောက်ကချောင်းလေးပေါ့နော် ။အခုဒါဆိုရင်ကိုယ့်ရဲ့ account profile လေးပေါ်လာမယ်။အဲ profile နေရာလေးကိုတစ်ချက်နှိပ်။အဲနှိပ်လိုက်တဲ့တချို့ပေါ်နေကြတော့ဒီနေရာမှာကိုယ့်ရဲ့ Facebook account ရဲ့ password ကိုသူတောင်းနေနော်။အဲ account ရဲ့ password ကိုထည့်ပေးလိုက်ဒါကျွန်တော်မှတော့မတောင်းဘူးလူတိုင်းတောင်းမယ်လို့လည်းပြောတာမဟုတ်ဘူးနော်။အဲ password တောင်းရင်ကိုယ့်ရဲ့ Facebook account ရဲ့ password လေးကိုထည့်ပေးလိုက်ပါနော်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ message ကကိုယ့်ရဲ့ Facebook account ကိုယာယီဖြတ်မှာပါနော်။အဲကျွန်တော်ဒီနေ့တည်းလောက်ထားမယ်ဆိုရင်တော့မိတ်ဆွေရဲ့ Facebook account ကို user name နဲ့ password နဲ့အချိန်မီပြောင်းဝင်လို့ရတယ်ပြောင်းဝင်တဲ့နေ့မိတ်ဆွေရဲ့ Facebook account ကပြန်ရမယ် မဝင်တော့မရဘူးနော်ဒီတိုင်းပဲထားတာမိတ်ဆွေရဲ့ Facebook account ကိုပြန်ပြီးတော့ကိုအသုံးပြုချင်တယ်ဆိုရင် user name နဲ့ password နဲ့နှစ်ကြောင်းပြန်ဝင်လိုက်တာနဲ့မိတ်ဆွေရဲ့ Facebook account ကအဲပြန်ပြီးတော့အသုံးပြုလို့ရမယ်မဝင်မချင်းမိတ်ဆွေရဲ့ Facebook account က live ပေါ်မှာပျောက်နေမယ်အဲကြိုက်တဲ့လူရေးရှာမိတ်ဆွေရဲ့ Facebook account ကိုရှာမတွေ့ဘူးကိုနဲ့အချိန်က friend ဖြစ်ထားတဲ့လူတွေတဲ့ကိုရဲ့ account တွေကိုဝင်ကြည့်ရင်အကောက်ကိုနှိပ်တဲ့နဲ့ user log ဆိုအဖြူကြီးပဲပေါ်နေမယ်ဘာမှမပေါ်သေးတော့ဘူးနော်ဒါပေမဲ့ messenger တစ်ခုတည်းကိုတော့အသုံးပြုလို့ရနိုင်မယ်နော် messenger မှာစကားပြောလို့ရနိုင်မယ်နော် โอเคတရောက်ဆိုရင်ကျွန်တော်မြင်စေသဘောပေါက်မယ်เนาะဒီနေရာကသွားရင် Facebook account ကဒါယာယီဖြတ်ထားတာဗောနော်အကိုရဲ့ account ကိုကိုပြောင်းဝင်တဲ့နေ့ကျရင်เนาะကိုရဲ့ account ကပြန်ရမယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်မြင်စေသဘောပေါက်မယ်เนาะအဒီအပေါ်မှာထားမယ်အထားပြီးတော့ဒီ continue ကိုတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ကျွန်တော်မှာကအရှိမမတောင်းလဲတော့ဒီနေရာမှာတောင်းလဲတချို့မိတ်ဆွေကြတော့အရှိမတောင်းရင်ဒီနေရာမှာမတောင်းဘူးဗောနော်အဲ password တောင်းရင်တော့ကိုရဲ့ Facebook account ရဲ့ password တွေတော့ဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါ โอเคဒါဆိုရင် password ကိုရိုက်ထည့် password ရိုက်ထည့်ပြီးရင်အဲ continue ကိုတစ်ချက်နှိပ်အဲဘယ်နေရာမှာပဲဖြစ်ပါတော့ကိုယ့်ရဲ့ account password လေးကိုတောင်းရင်တော့ထည့်ပြီးပေါ့နော်โอเคဒီနေရာမှာဒါကျွန်တော်ရေးမချက်ကအဲပြစ်ချက်လေးတစ်ခုခုကိုရွေးချက်ပေးရမယ်ဘာမှမရွေးချက်လဲပြဿနာမရှိပါဘူးရွေးချက်လိုက်တာလည်းရပါတယ်โอเคဒီနေရာလေးကိုပေါ့နော်အဲဒီနေရာလေးကိုဒီချက်ချက်လေးပေါ့နော်အဲတဲ့နေရာကိုချက်လို့ရတယ်အဲချက်ပြီးရင်အောက်က continue ကိုတစ်ချက်နှိပ်โอเคဒါဆိုရင်အဲဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်အဲဒီမှာအဲသူကတခါတည်းပေါ့နော်ဖြတ်တဲ့နေရာမှာကျွန်တော်ရေးမချက်က ခုနှစ်ရက်ပဲဖြတ်ချင်တာလားခုနှစ်ရက်နေပြီးတော့အော်တိုပြန်ကောင်းချင်တာလားပေါ့နော်အဒီနေရာမှာကျွန်တော်ရင်းမြစ်ကရွေးချယ်လို့ရတယ်ဒါဆိုရင်ကျွန်တော်ရင်းမြစ်ကအဲ့ဒီခုနှစ်ပေါ့နော် 7day လို့ဖြစ်နေတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်အနေပြီးတော့ကျွန်တော်ရင်းမြစ်ကဒီနေရာမှာကြိုက်တဲ့လိုမျိုးတစ်ရက်ဖြတ်ချင်တာလားနှစ်ရက်သုံးရက်ဒီမှာပေါ့နော်သူပေးထားတဲ့ရက်တွေโอเคဒါမှမဟုတ်လို့ကျွန်တော်ရင်းမြစ်ကကိုပြန်ဝင်နေနေကြမှာကိုရအောက်ကိုအသုံးပြုမယ်ပြက်နေပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ရင်းမြစ်သဘောပေါ့နော်အဲ့ဒါဆိုရင်ဒီအောက်ဆုံးကြောင်းလေးကိုပြောင်းပေးလိုက်အဲ့ဒီအောက်ဆုံးကြောင်းလေးကိုပြောင်းတာပြောင်းလိုက်မယ်ပေါ့နော်အောက်ဆုံးကြောင်းလေးကိုပြောင်းလိုက် ောက်ဆုံးကြောင်းလေးပြောင်းလိုက်ပြီးတော့အဲဒီအောက်ဆုံးကြောင်းပြောင်းလိုက်ထိုင်တယ်မိတ်ဆွေရဲ့ Facebook account ကလိုင်းပေါ်မှာအမြဲတမ်းပြောင်းနေမှာနော်မိတ်ဆွေရဲ့ Facebook account ကို user name နဲ့ password နဲ့ပြင်ဝင်နေနေကြမှာဒီ Facebook account ကပြန်ပေါ်လာမှာနော်အဲဒါမှမဟုတ်ဒီမှာရက်တွေနဲ့တက်ကန့်တက်ပြီးတော့တွားလို့ရတယ်မိတ်ဆွေအဆင်ပြေလို့လုပ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကအမြဲတမ်းဖြောက်ထားချင်တာဖြစ်တဲ့အတွက်အဲကျွန်တော်ပြန်ပြီးတော့ဝင်နေနေကြမှာပဲအပေါ်ပေါ့နော်ကိုရဲ့ Facebook account ကဒီသဘောတရားပဲနော်အဲဒါဆိုရင်ဒီအောက်ဆုံးကြောင်းမှာထားမယ်ထားပြီးရင်ကျွန်တော်အောက်က done ဆိုတာကိုတစ်ချက်နှိပ်မယ် အဲသူကဒီလိုမျိုးပေါ်သွားပြီပေါ့နော်ပေါ်သွားပြီဆိုရင် continue ကိုတစ်ချက်နှိမ့်မယ် okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့မချက်ကရွေးချယ်သွားရမယ်ပေါ့နော်အဲတကယ်လို့ကျွန်တော်ရဲ့မချက်ကဒီနေရာကဒီတိုင်းထားပြီးတော့တရားကိုအမှန်ချစ်မချစ်ပဲနဲ့ဒီ delete ကိုနှိမ့်လိုက်မယ်ဆိုရင်ပေါ့နော်ဒီနေရာကိုနှိမ့်မယ်ဆိုရင်မိတ်ဆွေရဲ့ Facebook account က Facebook account လည်းပြတ်မယ် Messenger လည်းပြတ် Messenger စကားပြောလို့မရတော့ဘူး Facebook account လည်းပြတ်သွားမယ်နော်အဲဒီနေရာမှာကျွန်တော်ရဲ့မချက်ကတစ်ချက်သတိထားနော်အဲဒါလေးကိုကျွန်တော်ရဲ့မချက်ကဒီလိုမျိုးလေးချစ်ပေးလိုက်မယ် အဲချစ်ပေးပြီးတော့ဒီအောက်ကဒီအပြပေါ့နော်ဒလီအောက်ကိုနှိပ်မယ်ဆိုရင်အဲကျွန်တော်ရဲ့မိတ်ဆွေက message ကြကြင်ခဲ့မယ်အဲ Facebook တစ်ခုလည်းပြတ်သွားမယ်နော်အဲဒီနေရာမှာအဲသဘောပေါက်နားထောင်နော်အဲကျွန်တော်ပြောကြမှာရှုပ်သွားမယ်နော်အဲဒီနေရာမှာဒီလိုမျိုးလေးအမှန်ချစ်ထားမယ်ဆိုရင် message ကအသုံးပြုလို့ရမယ်အဲဒီလိုမျိုးဖြုတ်ထားမယ်ဆိုရင် message ကအသုံးပြုလို့မရဘူး message မှာ like ပြတ်မယ်အဲ message ကို Facebook ကိုပြတ်ချင်တယ်ဆိုရင်ဒီနေရာမှာအမှန်မချစ်နဲ့အဲဒီတိုင်းသွား တကယ်လို့ကျွန်တော်ရေးမစကဒီလိုမျိုးအမှန်ချစ်ထားမယ်ဆိုရင် Facebook ပြက်မယ် Messenger အသုံးပြုလို့ရမယ်နော်โอเคသဘောပေါက်မယ်နော်โอเคဒါဆိုရင်ကျွန်တော်က Facebook ကိုဖြတ်မယ် Messenger ကိုအသုံးပြုမှာဖြစ်တဲ့အတွက်အမှန်ချစ်ထားတယ်နော်အောက်ကဒီ delete my account ပေါ့နော်အဲ့တစ်ချက်နှိပ်မယ်အဲခဏလေးစောင့်ပေးလိုက်โอเคဒါဆိုရင် तू ကအဲဒီလိုမျိုးပြက်သွားပြီပေါ့နော်ဒါဆိုရင် Facebook account ပြက်သွားပြီအဲ့ပြတ်သွားပြီဖြစ်တဲ့တော့ဗောနော Facebook ကကြိုက်တဲ့လူ line ပေါ်မှာလိုက်ရှာကိုရဲ့ Facebook ကရှာလည်းမတွေ့တော့ဘူး အဲတချိန်က front ဖြစ်ထားခဲ့တဲ့လူတွေလည်းကိုရက်ကောက်ကိုနှိပ်ကြည့်လိုက်ရင်ဖြူဖြူကြီးပဲမြင်တော့မယ်ပေါ့နော်ဒါကတော့ Facebook ကောက်ပြက်သွားပြီအဲ messenger ကစကားပြောလို့ရတယ်ပေါ့နော်အဲဒီနေ့တိုင်းပေါ့နော်အဲဒါကျွန်တော်ရဲ့မိတ်ဆွေကပြန်ဝင်တဲ့နေ့ကျမှဒီအကောက်ကပြန်ပေါ်မှာနော်မိတ်ဆွေအချိန်မီပြန်ဝင်လို့ရတယ်အဲကိုပြန်ဝင်တဲ့နေ့ဆိုရင်တော့ကိုရဲ့အကောက်ကဒါပြန်ပေါ်လာမှာပေါ့နော်အဲဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတည်းလို့ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေနားလည်သဘောပေါက်မယ်လို့မျှော်လင့်နေအဲကိုပြန်ဝင်တဲ့နေ့ကျရင်တော့ကိုရဲ့ Facebook ကောက်ကပြန်ရမယ်နော် အဲ့ဒါဆိုရင်တော့ Facebook account ပြတ်သွားတယ်နော်အဲ့ဒါ Messenger ကမပြတ်ဘူးနော်အဲ Messenger မှာပြတ်ချင်တယ်ဆိုရင်အဲ့ဒီနေရာမှာအမှန်ချစ်ကိုမချစ်နဲ့ပေါ့နော်ဒီတိုင်းဖြတ်လိုက်ရင်တော့ Messenger ကော Facebook ကောပြတ်တယ်ဒါကယာယီပြတ်တာနော်ပြန်ဝင်တဲ့နေ့ကိုယ့်ရဲ့ account တွေကကိုပြန်ရပါတယ်ဟုတ်ကဲ့ပါအဲ့ဒီပြိုလေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်ကျွန်တော်ရေးမိတ်ဆွေနားလဲသဘောပေါက်မလို့လဲမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်